အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ၏ဖန်ဝင်ရဖြင့်မလာ၁၁ရက်နေ့တွင်ဖိလစ်ပိုင်တမရဟောင်းရိုဒီဂိုဒူတာရေအာမျိုးတော်မနီလာရှိအပြည်ပြည်ဆိုင်ရာ၄စိတ်တွင်ဖမ်းဆီးလိုက်ပြီဖြစ်ပါသည်။ဟောင်ကောင်မှပြန်ရောက်လာဒူတာတေးရရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်းလက်ရှိတမရပါတီနာမကူဂျုံကကြေညာချက်ထုတ်ထားပါသည်။ ICC သည်ဒူတာတေးလက်ထက်ကပြင်းထန်တဲ့မူရစ်စေနှိမ့်နည်းစီမံချက်များတွင်လူပေါင်းများစွာတေဆုံးခဲ့သည်ကိုစုံစမ်းစစ်ဆေးနေခြင်းဖြစ်ပါသည်။သူပြန်ရောက်လာတာနှင့်အစိုးရရှိနေချုပ်က တမရဟောင်းကိုလူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခဲ့တာတွေအတွက် ICC ရဲ့ဖန်ဝင်ရန်စာကိုပေးပို့လိုက်တယ်။အခုတော့သူ့ကိုထိန်းသိမ်းလိုက်ပြီလို့အစိုးရကကြေညာလိုက်ပါတယ်။ဒူတာလေးကိုအမတ်မတင်ဖမ်းဆီးလိုက်မှုကြောင့်လေစိတ်တွေရွေးရွေးတဲတဲဖြစ်သွားခဲ့ပြီးဒူတာလေးရှိနေတဲ့ဘတ်တော်သားများကအော်ဟစ်ကန့်ကွက်ခဲ့ကြပါတယ်။ဒါကဒူတာလေးရဲ့တရားဝင်အခွင့်အရေးကိုချိုးဖောက်တာလို့ဒူတာလေးနဲ့အနီးကပ်ရှိသူအထက်လွှတ်တော်အမတ်ဘွန်ကိုဆိုသူကသတင်းတော်များအားပြောပါတယ်။ဖိလပိုင်အစိုးရထုတ်ပြန်ချက်အရနိုင်ငံတကာရဲတပ်ဖွဲ့ဝင်လာရုံမှ ICC ထံမှာ တရားဝင်ဖမ်းဝင်ရစာကိုရရှိခဲ့တယ်လို့သိရပါတယ်။အသက်89နှစ်ရှိပြီဖြစ်တဲ့တမရဟောင်းအားမြို့တိနေရဖမ်းဆီးခေါ်ဆောင်သွားတယ်ကိုလက်သလုံးမသေးရတော့လဲ။၎င်းမှာကြမ်းကြမ်းမာမာရှိပြီးအစိုးရဆရာဝန်များကစစ်ဆေးပြီးပြီလို့အစိုးရထုတ်ပြန်ချက်တွေပါရှိပါတယ်။ဖလေပိုင်တောင်ပိုင်းဓာဘူမြို့ဤမြို့တော်ဝင်နေရကိုဒူတာဒေးတာဝန်ယူထားစဉ်2021ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာတမရဖြစ်တာဝန်ထမ်းဆောင်နေစဉ်2019ခုနှစ်မလ16ရက်နေ့အထိမွေစင်နေနေလှူရှာမှုအတွင်တပ်ဖြတ်ခံရမှုများကို ICC ကစစ်ဆေးလာပြီးနောက်ဖမ်းဝင်ရထွက်လာခြင်းဖြစ်ပါတယ်။ဒူတာဒေးသည် မလဆယ်ရက်တွင်ဟောင်ကောင်တွင်ရှိနေစဉ် ICC သားဖမ်းဝင်ရန်ထုတ်ပါကအဖမ်းခံရန်အသင့်လို့ပြောဆိုခဲ့ပါသေးတယ်။